အားလုံးပဲမင်္ဂလာပါမြောင်းနော်လီ sharing channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားစတေမာလာ27ရက်နေ့နေ့လယ်7:00နာရီကြော်ကြော်လောက်မှာဘုံမူကြီးမိခါရဲ့တယောက်စေဗက်စတိုပင်မြို့လေးကလုံခြုံရေးအထက်ထက်ရှားထားတဲ့အဆောင်တခုအပြင်ဘက်မှာရှိတဲ့တန်ဇက်ကဂါရီကိုဝင်လိုက်ပါတယ်သူရဲ့ရင်မောင်းကတော့ဘေးကိုတော်ရမယ်ဆိုတာကိုကြိုသိပြီးသားပါခရိုင်းမီးယားရဲ့ကြောက်ဆောင်ပေါ်များတဲ့ကန်ယိုဒန်တစ်ချောင်းမှာတိစောက်ထားတဲ့ အပန်းပြေစကန်ဖိုရော့အပန်းပြေရိတ်တာစီကိုမောင်းပေးရမှာပါ။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးမတိကြတာကအဲ့ဒီအချိန်လေးမှာပဲဒီယူကရိန်းမောင်းသူမေးလျံတွေဟာလေထဲမှာရှိနေပြီးတော့အမြန်နှုံးနဲ့ပြန်တန်းနေကြပါတယ်။တတ်မှတ်ထားတဲ့ဥတီယာစီကိုပြန်နေကြတာပါ။အချိန်ကတော့တရွေ့ရွေ့အကုန်တော့ပါတယ်။ဘိုးမူကြီးမိခါရီကသူနာရီကိုကြည့်လိုက်တော့ည9နာရီရှိနေပါပြီ။သူပင်ပန်းနေပြီးတော့မှစိတ်ညစ်နေပြီမယ်။ဒီအစည်းအဝေးကိုတော့တက်ဖြစ်အောင်တက်ရမယ်ဆိုတာသူသိပါတယ်။ ဖော်ရဆိုတာတာမန်ခန်းနာတဲ့အပန်းဖြေစကန်တကူမဟုတ်ပါဘူးအဲ့ဒီနေရာကရုရှားစစ်ခေါင်းဆောင်တွေရှိုးဝဲတွဲဆုံပြီးတော့မှအရေးကြီးတဲ့စစ်ဆင်ရေးတွေကိုစီစဉ်တဲ့နေရာပါဖော်ရနဲ့အနီနာကဒီရတာကြားမှာရုရှားထိတဲ့အရာရှိတွေမကြာခဏအုံပြူတဲ့အစိုးရပိုင်းအင်ဂျီလေးလုံးရှိပါတယ်အဲ့ဒီကနှလုံးကိုတော့သမ္မတဗလာဒီမာပူတင်အတွက်တည်တန်းရှန်ထားတယ်လို့ပြောကြပါတယ်ဆိုဗီယက်ခေတ်ကနေစပြီးတော့မှဆေးဘုံကျုပ်တွေအစိုးရတွေနဲ့ဒီနိုင်ငံရေးခေါင်းဆောင်တွေဟာဆိုရင်ဒီနေရာမှာရှိုးဝဲစကားပြောဖို့စူဝေးခဲ့ကြတာပါ မီခေခေါ်ပါရှောတော်မှာ1990ခုနှစ်မှာအာနာသိမ့်ဖို့ကြိုးစားတော့ကဖိုရောမှာရှိတဲ့အပန်းဖြစ်အိမ်မှာအကျဉ်းချခံခဲ့ရပါတယ်။အဲ့ဒီနေရာဟာရာရှားရဲ့ဖုံးကွေထားတဲ့အာနာဗဟိုချက်တွေတကတခုဖြစ်ပါတယ်။အဲ့ဒီညမှာတော့ဘုံမူကြီးမိခါရေကပုံမှန်အစည်းအဝေးတခုပဲဖြစ်လိမ့်မယ်။တယ်ဖွင့်ဝင်နေတဲ့ရိခါပိုးဆောင်ရေးအကြောင်းပြောကြားလိမ့်မယ်လို့ထင်ထားပါတယ်။အဲ့ဒီမတိုင်ခင်ပြီးခဲ့တဲ့ရက်အနည်းငယ်ကနေစပြီးတော့ဖိုရောခမ်းမနဲ့အဓိကစားတောက်ဆိုင်တွေကိုတည်တဲ့အစီအစဉ်တခုရှိလို့ဆိုပြီးတော့မှ အများပြည်သူဝင်ရောက်ခွင့်ကိုပိတ်ထားခဲ့ပါတယ်။ခန်းနာတဲ့အဆောင်အုံတွေကတခုအတွင်းမှာစစ်ဘုတ်ချုပ်တွေနဲ့ထောက်လန့်ရေးအရာရှိတွေတော်တော်များများကစောင့်ဆိုင်နေကြပါတယ်။သူတို့တွေကတချို့ဆိုရင်မော်စကိုကနေရှိုးဝဲပြန်တန်းရောက်လာကြပါတယ်။တရင်တွေရတော့အရင်အရေးကြီးတဲ့အေးစ်တူအဲ့ဒီကိုရောက်နေတယ်လို့ဆိုပါတယ်။ဒုတိယဝန်ကြီးတူတာမှမဟုတ်ထိတ်တန်းဘုတ်ချုပ်ကြီးတူဖြစ်နိုင်ပါတယ်။လုံခြုံရေးကိုလည်းနေရာတိုင်းမှာတင်းကျပ်ထားပါတယ်။သူတို့တွေမသိတာကတော့သူတို့မစူဝေးခင်မိနစ်90လောက်ကလေးက ယူကရိန်းဒရုန်းတွေကတပ်မှန်ဥတီယာကိုပြန်တန်းနေကြပါပြီ။အချိန်ကတော့ညနေ9နာရီခွဲလောက်ဖြစ်ပါတယ်။ခရိုင်းမီးယားတလောကရေဒါဖန်သားပြင်တွေစတင်ပြီးတော့မှလင်းလာကြပါတယ်။အမျိုးအမည်မသိတဲ့မောင်းသူ မေးလေရင်အစင်ဒါဇင်နဲ့ရှိဟာရုရှားရဲ့လေပိုင်နဲ့ထဲကိုဝင်ရောက်လာပြီးတော့ဖိုရော့ခါနေဆိုရင်ကီလိုမီတာ180လောက်သာဝေးပါတော့တယ်။ယူကရိန်းထောက်လှမ်းရေးအဖွဲ့ SBU ကဒီရှိုးဝက်အစီအဝေးအကြောင်းကိုနောက်ဆုံးအချိန်လောက်မှသိလိုက်ရတာပါ။ပြင်မတ်တွေကဘေးအဆောက်အုံတောင်မှမဟုတ်ဘေးအခန်းမှရှိတဲ့ဆိုတာ ူတို့အတိအကျမသိခဲ့ကြပါဘူး။ဒါပေမဲ့ဒါကသူတို့အတွက်အခွင့်အရေးဆိုတာကိုတော့သိခဲ့ပါတယ်။285ကီလိုမီတာလောက်အကော်မှာရှိတဲ့တောင်ပိုင်းယူကရိန်းမောင်းသူမေးလျင်ထိန်းချုပ်သူတွေဟာတိုက်ခိုက်ဖို့အတွက်အလင်းရဲ့အမြင်ပြင်ဆင်ခဲ့ကြပါတယ်။သူတို့ကပထမဆုံးအနေနဲ့တနာဟီကိုကီလိုမီတာ100လောက်နှုန်းနဲ့ပြန်တန်းနိုင်တဲ့တန်မိုနီ FBB မောင်းသူမေးလျင်နှစ်ဒါဇင်ကိုလွှတ်တင်ခဲ့ပါတယ်။သူတို့ရဲ့တခုတည်းသောအလုပ်ကတော့ရာရှာလေကြောင်းကောက်ွယ်ရေးတွေကိုရှုပ်ထွေးတော့အောင်လုပ်ဖို့ပါ။ မီနီဘိုက်အတွဲမှာပဲရုရှားရေဒါတွေအရှက်ပြလာပါတယ်။ပန်စီယာစနစ်တွေနဲ့ဒီမန်ပက်အဖွဲ့တွေဟာဆိုရင်ဟိုပြေးဒီပြေးနဲ့စတင်ပစ်ခတ်ခဲ့ကြပါတယ်။ဓာယီဝဲကြာပြီးတဲ့နောက်မှာဟန်ဆောင်ဒရုန်းအလုံးပျက်စီးတော့ပါတယ်။ရုရှားပွေသားတွေကရန်သူတိုက်ခိုက်မှုကိုရက်တန်လိုက်နိုင်ပြီလို့တွေးပြီးတော့မှအောင်ပွေးခံခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မှာယွင်းတော်ခဲ့ကြတာပါ။ရုရှားတွေကဟန်ဆောင်ဒရုန်းတွေကိုပစ်ရှာနေတဲ့အချိန်မှာပူမြန်ပြီးတော့မှပူပြီးအန်ဒီရေးပေးနိုင်တဲ့ဒူရီယာရှိုးဝဲမောင်းသူမေးလီယန်နိုင်ကလမ်းမှာရှိနေပါပြီ ဒီမောင်းသူမေးလျံတွေဟာတနအီကိုကီလိုမီတာ150လောက်နှုန်းနဲ့ခန်းနေနေပြန်တန်းနေပြီးတော့မမြင်နိုင်အောင်ရှိုက်ဝန်းတွေနဲ့ကံယူရန်တစ်ချက်ကိုကပ်ပြီးတော့မှပြန်တန်းနေကြပါတယ်။ပြန်တန်းမှု2နာရီနီးပါးကြာပြီးတဲ့နောက်မှာသူတို့က80ကီလိုမီတာထက်နေတဲ့အကော်အဝေးကိုရောက်ခဲ့ပါပြီ။အဲ့ဒီနောက်သေးငယ်ပြီးတော့မှအလျင်အမြင်ရွေလျားနေတဲ့ drone တွေက Crimea အတွင်းပိုင်းထဲမှာရောက်လာနေပြီဆိုတာကိုရုရှားရဲ့အစင်အမြင်ဆုံးအစောပိုင်းသတိပေးစနစ်တွေကတခုဖြစ်တဲ့ Nibo M radar ကတည်တော့ပါတယ်။ Nibo M က ဒီ UHF VHF နဲ့ Alban လိုမျိုး radar line မျိုးစုံကိုအသုံးပြုထားတဲ့အတွက်ကိုပြောက်ပုံကျေးလေရန်ပြန် cruise ဒုံးကျည်တွေနဲ့ဒီအနိုင်ပြန်မောင်းသူမဲ့ drone တွေကိုပါထောက်လင်းနိုင်တာပါဒီစနစ်ကအလွန်တရာမှလည်းအစွန်းထက်ပါတယ်ဒါပေမဲ့နေနေနောက်ကျပြီးမှပြီးရတဲ့အတွက်ကောက်ွေရေးသမားတွေမှာတုံးပြန်ဖို့အချိန်မိနစ်30ပဲရှိပါတော့တယ် operator တွေကကိုဟွက်ထားတဲ့ radio ကနေတီနီယာတွေကို all hit ပြောကြခဲ့ကြပါတယ်ဒေချောင်းကောက်ွေရေးအဖွဲ့တွေဟာလည်းသူတို့ရဲ့ဒုံးပြင်းစင်တွေကိုအမြန်လှင်းဝင်ပြီးတော့မှ ဝင်လာတဲ့မောင်းသူမီလီယံတွေကိုပြစ်ခတ်ခဲ့ကြပါတယ်။နီဘို M ကိုတိုင်ကတော့ပြစ်ခတ်လို့မရပါဘူး။သူကလမ်းကြောင်းကိုပဲရှယ်ယာခံပေးနိုင်ပါတယ်။ဒါပေမဲ့သူရဲ့ညွှန်ကြားမှုကြောင့်ရုရှားတွေဟာမောင်းသူမီလီယံရှောက်စင်းတွေက၃ဆင်းကိုပြစ်ချနိုင်ခဲ့ပါတယ်။တင်တဲ့၃ဆင်းကတော့ short ထွက်တော့ပြီးတော့ဖိုရော့အပန်းပြစ်စကန်စီကိုတည်တည်မမှန်ဥတည်တော့ပါတယ်။ပျက်စီးသွားတဲ့မောင်းသူမီလီယံတစ်ဆင်းဟာအဓိကအေးရိပ်တာကနေမီတာအနည်းငယ်အကွန်မှာရှိတဲ့တစ်ကီလို့နာမည်ရတဲ့ဒီအဆောင်ကျောင်းဟောင်းတွေကိုထိုးကြခဲ့ပြီးတော့ ဲ့ဒီဂျောင်ရဲ့စုဝေးခံမကိုဖျက်ဆီးလိုက်ပါတယ်။နောက်ထပ်ဒီမောင်းသူမေးလျင်တစင်ကကြတော့လူစီယာနိုဟိုတယ်ကိုပြင်းပြင်းထန်ထန်ဝင်တိုက်ပြီးတော့မှမျက်နှာချက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။နောက်ဆုံးတစင်ကတော့အဲ့ဒီအနီနာကတောအုပ်ထေးကိုထိုးကျတော့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ပျက်စီးမှုတွေကဖြစ်ခဲ့ပြီးပါပြီ။ညာဘက်ကျန်တဲ့အချိန်တစ်လျှောက်လုံးမှာရာစာတပ်ဖွဲ့ဝင်တွေဟာအရေးပေါ်အခြေအနေနဲ့အသိပြင်ထားခဲ့ပါတယ်။ဗီလီယာရေဒါတပ်ဖွဲ့တွေဟာအဲ့ဒီ area ကိုအလင်းအမြင်ရောက်လာခဲ့ကြပါတယ်။ပြီးတော့အဲ့ဒီထိတ်တန့်အရာရှိတွေကတော့ သူတို့အတွက် လုံခြုံတယ်လို့ထင်ထားတဲ့ဇင်ခံအပန်းဖြစ်စခန်းမှာထိုင်နေကြရင်းနဲ့ပဲရှေ့တဲ့စစ်မြေပြင်မှာတိုင်းနေရတဲ့စစ်သားတွေဘလို့ခံစားရတယ်လဲဆိုတာကိုနေနေတော့သဘောပေါက်သွားကြတယ်ထင်ပါတယ်သူတို့အတွက်တော့မမျှော်လင့်ထားတဲ့တိုက်ခိုက်မှုကိုတကယ်ခံစားလိုက်ရတာပါတိုက်ခိုက်မှုကြောင့်လူ၃ဦးသေဆုံးပြီးတော့မှဆေးရှောက်ဥဒဏ်ရာရခဲ့တယ်လို့မော်စကိုကခန့်အပ်ထားတဲ့ခရိုင်းမီးယားခေါင်းဆောင်ဆာဂေး SU နော့ကဒီညတကောင်ကြော့အရှင် Telegram မှာတင်ခဲ့ပါတယ် ရုရှားနိုင်ငံပိုင်မီဒီယာတွေကဒါကိုယူကရိန်းရဲ့အကြမ်းဖက်တိုက်ခိုက်မှုလို့ဆက်ရှင်းတုံ့ပြန်ခဲ့ပါတယ်။ရုရှားကကွေရေးဝင်ကြီးဌာနကတော့ယူကရိန်းမောင်းသူမေးလေယံတွေဟာစီးရီးနဲ့မဆိုင်တဲ့အပန်းဖြေစခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ပြောခဲ့ပြီးတော့မှအဲ့ဒီမှာစီးရီးပြစ်မှတ်လုံးဝမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူတို့အမှန်တရားကိုမပြောခဲ့တာပါ။ဖိုရောဟာဆိုလို့ရှိရင်တာမန်အပန်းဖြေစခန်းတခုမဟုတ်ပါဘူး။အဲ့ဒါဟာဒီ2014ခုနှစ်ကတည်းကပေါ့နော်ဒီရုရှားအရာရှိတွေနဲ့စေကောင်းဆောင်တွေအတွက်တိတ်တဆိတ်စစ်ဆင်ရေးကွက်ကေးရေးဘို့ဌာနရဲ့ ဒီလုံခြုံတဲ့နေရာဖြစ်လာခဲ့ပါပြီလွတ်လပ်တဲ့သတင်းလိုင်းဒီ Crimean War နောက်မှာအဲ့ဒီညာကအရေးကြီးတဲ့အစ်စ်တွေအပန်းဖြေရိတ်တာမှာရှိနေခဲ့ကြရတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်ဒီတော့ပင်လေကန်းဆက်မှာအေးအေးချမ်းချမ်းစတင်ခဲ့တဲ့ညနေခင်းတစ်ခုဟာပောက်ခွေမှု ထိတ်လန့်မှုတွေနဲ့အင်အားပြားတဲ့သတင်းစကားတစ်ခုနဲ့အဆုံးသတ်ခဲ့ပါတယ် Crimea မှာဗေနီးယားမှာမလုံခြုံတော်ဘူးဆိုတဲ့သတင်းစကားကိုယူကရိန်းကပေးလိုက်နိုင်ပါတယ်စက်တင်ဘာလ21ရက်နေ့မနက်ပိုင်းမှာတော့မှာ ဒီအပန်းပြေစခန်းရဲ့ကိုပိုင်လူမှုကွန်ရက်စာမျက်နှာကသူတို့ရဲ့အဓိကစာတောက်ဆိုင်ကိုတီးတန်းအစီအစဉ်တစ်ခုကြောင့်ပိတ်ထားတယ်ဆိုပြီးကြေညာခဲ့ပါတယ်စစ်သားတွေကအေရီးယားကိုလုံခြုံရေးယူထားပြီးတော့နေရာတိုင်းမှာဒီလုံခြုံရေးစစ်ဆေးမှုတွေတင်းကျပ်နေတဲ့အတွက်အဲ့ဒီညဒီဖိုရော့စ်မှာအာဏာရှိတဲ့လူကြီးတွေတွေးဆနေကြရတဲ့ဆိုတာထင်ရှားပါတယ်အဲ့ဒီလူတွေကတော့အစင်းမြင့်စေးအရာရှိတွေထောင်းလဲရေးအကြီးအကဲတွေနဲ့နိုင်ငံရေးအတွင်းလူတွေဖြစ်ကြပါတယ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာဒီရုရှားအရာရှိတွေဟာ တင်းကိုထိန်းချုပ်ဖို့ခက်ခဲလာပါတော့တယ်။ယူကရိန်းကအနီးအနားကအရဲသားတွေပြီးနေတဲ့အဆောင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ဆွတ်ဆစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြောတာကဒီအကြာကြီးမခံပါဘူး။တိတ်မကြခင်မှာပဲအမှန်တရားတွေကစိမ့်ထွက်လာပါတယ်။မောင်းတူမင်းလင်းရဲ့အပြည့်အစီထိမှန်တယ်ဆိုတဲ့ဒီအပြည့်မေ့ကြောင်းဆိုတာကတကယ်တမ်းမှကြောင်းမဟုတ်ပါဘူး။အဲ့ဒါဟာရာဆာနိုင်ငံပိုင်ဘန်တခုကပိုင်ဆိုင်တာဖြစ်ပြီးတော့အစိုးရသုံးဖို့အတွက်အရင်ကလေးကအချိန်ပေါင်းများစွာပြန်လေပြုပြင်အသုံးပြုခဲ့ပြီးသားနေရာဖြစ်ပါတယ်။ ရုရှားအစိုးရကတော့အဲ့ဒီနေရာဟာတာမန်ပြည်သူသုံးအပန်းပြစ်စကန်တခုလို့ညင်းပါတယ်။ဒါပေမဲ့ရုရှားရဲ့ဒီအဓိကထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ဒီ FSB ပေါ့နော်ဒီ Federal Security Service ဟာဖိုရောမှာအမည်ရှိနေပြီးဒီအပန်းပြစ်စကန်တခုလုံးကိုစောင့်ကြက်စောင့်ကြည့်နေတယ်ဆိုတာကိုခရိုင်းမီးယားမှာရှိတဲ့လူတိုင်းကသိပါတယ်။ဖိုရောဟာခီးသွွနေရာတခုတည်းမဟုတ်ပါဘူး။ရုရှားနိုင်ငံတော်နဲ့နည်းနည်းဆိုင်ဆိုင်ဆက်ဆက်နေပါတယ်။၂016ခုနှစ်တုန်းကဒါကိုဒီရုရှားအစိုးရပိုင်းရင်းနှီးကုမ္ပဏီကြီးဖြစ်တဲ့ Tarnap အပါအဝင် ြီးမားတဲ့ဒီရုရှားကုမ္ပဏီတွေကနေရေပုံငွေယူပြီးတော့မှ Tata Steel သမဂ္ဂများအဖွဲ့ချုပ်ကားဝယ်ယူခဲ့တာပါဒါကြောင့်ဒီပင်လေကန်ဆက်အပန်းဖြစ်စခန်းဟာအထက်တန်းလော်တွေတွဲဆုံတဲ့နေရာဖြစ်လာတာအံ့ဩစရာမရှိပါဘူး1980ပြည်လွန်နှစ်တွေနဲ့1990ပြည်လွန်နှစ်တွေအစောပိုင်းမှာဟိုရောဟာဆိုလို့ရှိရင်ဆိုဗီယက်အထက်တန်းလော်တွေအတွက်တည်တန်းနိမ့်ပိုင်ပုံတစ်ခုအဖြစ်လူသိများခဲ့ပြီးတော့မှဇိမ်ခံအင်ဂျီတွေဥယျာဉ်တွေနဲ့အမခန်းပင်လေရှုခင်းတွေရောင်းကြကြခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီငြိမ်းချမ်းမှုဟာ 1990တခုနှစ်ဩဂုတ်လမှာပြည့်စည်ခဲ့ပါတယ်။ဆိုဗီယက်ကောင်းဆောင်မီခေးကော်ဘာရှော့ဟာအနာယူဖို့သူ့ရဲ့အင်ဂျီစီကိုရောက်လာတဲ့အခါမှာသူ့ကိုသူနိုင်ငံရေးမုန်တိုင်းတွေမှာပိတ်မိနေပြီဆိုတာသိလိုက်ရပါတယ်။သူ့ရဲ့ပြည့်ပြည့်ပြောင်းလဲရေးတွေဖြစ်တဲ့ဒီ Paris Strike ကနဲ့ဒီ Glasnost ဟာလူအဖွဲ့အစည်းကိုပွင့်လင်းလာစေခဲ့ပေမဲ့စီးပွားရေးမတည်ငြိမ်မှုနဲ့နိုင်ငံရေးကွေပြားမှုတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။1990ခုနှစ်အလေပိုင်းလောက်မှာဒီအစွန်ရောက်ကွန်မြူနတီတွေကသူ့ကိုတီးမခံနိုင်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ် ူတို့ကဆိုဗီယက်ပြည်ထောင်စုကိုအာနေအောင် လုံလို့ဆိုပြီးတော့မှဒီဂေါ်ဘာရှောကိုအပြစ်တင်ခဲ့ကြပြီးဒီအချိန်မလွန်ခင်သူ့ကိုယာရုကနေဖေရှားပြစ်ဖို့ကြံစီခဲ့ကြပါတယ်1990တခုနှစ်ဒီအော်ဂိုလာ၁ရက်နေ့မှာတော့ဂေါ်ဘာရှောရဲ့ကဘာကြီးကတိတ်ဆိတ်တော့ပါတယ်ဖုံးတွေတုံလို့မရတော့ပဲဒီဆက်တွေ့ရေးတွေလည်းအဖြတ်ခံရပါတယ်သူကဖိုရောမှာရှိတဲ့သူ့ကိုယ်ပိုင်အင်ဂျီတွေမှာ ရုတ်တရက်အကျဉ်းသားဖြစ်တော့ခဲ့ပါတယ်အာနာသိန်းခေါင်းဆောင်တွေရဲ့တပ်ဖွဲ့တွေကဂေါ်ဘာရှောရဲ့အဆောင်အုံကိုဝိုင်းရံထားပြီးတော့မှ သူ့ကိုလုံးဝတယောက်တည်းဖြစ်အောင်လုပ်ခဲ့ကြပါတယ်။ဂျင်စီသူတွေကနိုင်ငံပိုင်ရုံးမြင့်တန်ကြားမှာဂေါ်ဘာရှော့ကအုပ်ချုပ်ဖို့မတက်စွန်းတော့ဘူးလို့ကြေညာခဲ့ပြီးတော့မှထိန်းချုပ်မှုကိုရယူဖို့အတွက်အရေးပေါ်အစီအစဉ်ကိုကြေညာခဲ့ပါတယ်။ဒါပေမဲ့သူတို့ဂျင်စီမှုဟာမှားတော့ခဲ့ပါတယ်။မော်စကိုမှာဘော်ရီယက်စင်ကလွှတ်တော်အပြင်ဘက်ကတင်ကားစည်းပေါ်ကိုတက်ပြီးတော့မှအာနာသိမှုကိုစမ်းကျင်ဖို့လူထုကိုတိုက်တွန်းခဲ့ပါတယ်။အဲဒီနောက်လူအုပ်ကြီးကဒီလမ်းတွေပေါ်မှာပြင်းထန်တော့ခဲ့ပါတယ်။ ၃ရက်အတွင်းမှာပဲအာနာသိန်းကြိုးပမ်းမှုကပြိုလဲတော့ပါတယ်။ဩဂုတ်လ၂၁ရက်နေ့မှာတိစရှိတဲ့တပ်ဖွဲ့တွေဟာဖိုရော့စ်ကိုပြန်တန်းလာပြီးတော့မှဂေါ်ဘာရှော့ရဲ့ဆက်တွေ့ရေးတွေကိုပြန်လည်ရှိတ်ဆက်ပေးပါတယ်။သူကိုလည်းလွန်မြောက်စေခဲ့ပါတယ်။ဒါပေမဲ့ပြည်စီမှုတွေကဖြစ်ခဲ့ပြီးပါပြီ။လေးလအကြာမှာပဲဆိုဗီယက်ယူနီယံပြိုကွေးတော့ပါတယ်။ပြိုကွေးတော့ပြီးတဲ့နောက်မှာယူကရိန်းကခရိုင်းမီးယားကိုဆက်ခံခဲ့ပြီးတော့ခံနာတဲ့ပင်လေကန်ဆာအင်ယာတွေနဲ့အပန်းဖြစ်စခန်းတွေကိုရလိုက်ပါတယ်။ဒါပေမဲ့ ငွေကြေးလည်းမရှိစီမံခန့်ခွဲမဲ့သူလည်းမရှိတဲ့အပြင်အစိုးရရဲ့အကူအညီလည်းမရှိခဲ့ပါဘူးဒီလိုနဲ့အင်ဂျီတွေဟာတဖြည်းဖြည်းပြက်စီးယိုယွင်းလာပါတယ်ဥယျာဉ်တွေဟာလည်းဒီပေါင်းပင်တွေနဲ့ရောထွေးကုန်ပါတယ်ဂေါ်ဘာရှော့ရဲ့ဒီဖိုရောအပန်းပြေအိမ်တော်မှာမေးပြောက်ခံရတဲ့အကျွမ်းအကျန်တစ်ခုဖြစ်တော့ခဲ့ပါတယ်1990ပြည့်လွန်နှစ်တွေဟာယူကရိန်းအတွက်ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေလို့ပြောရမှာပါစဲယုံတွေပိတ်လိုက်ရတယ်ပြီးရင်ငွေကြေးဖောင်းဖောင်းမှုကစုဆောင်းငွေတွေကိုဖျက်ဆီးပစ်ပါတယ်လူတွေဟာလည်းအသက်ရှင်ဖို့အတွက်တော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်ဒါပေမဲ့ 1990ပြည့်လွန်နှစ်တွေနှောင်းပိုင်းနဲ့2000ပြည့်လွန်နှစ်တွေအစောပိုင်းမှာဒီတဖြည်းဖြည်းချင်းအခြေအနေတွေတိုးတက်လာခဲ့ပါတယ်။ယူကရိန်းအုပ်ချုပ်မှုအောက်မှာတော့ဖိုရောဟာအထက်တန်းလော်တွေအတွက်ရှိုးဝက်ပုံအောင်ရနေရအဖြစ်မဟုတ်ပဲလူတိုင်းဝင်ရောက်နိုင်တဲ့ပြည်သူအပန်းဖြစ်စခန်းတစ်ခုအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါတယ်။နှွေးတွေးတဲ့ရာသီဥတုနဲ့အသက်ရှူမှားလောက်အောင်လှပတဲ့ကံရိုးတဲ့ကြောင့်ယူကရိန်းတွေရုရှားတွေနဲ့ဥရောပကလူတွေအတွက်အကြိုက်ဆုံးအားလဲရအပန်းဖြစ်စခန်းတစ်ခုဖြစ်လာခဲ့ပါတယ်။အားလုံးသိရတဲ့အတိုင်း ရုရှားကခရိုင်းမီးယားကိုတရားမဝင် သိမ်းပိုက်လိုက်တဲ့အတွက်2014ခုနှစ်မှာအရာတွေကလည်းအလုံးပြောင်းလဲတော့ပါတယ်။ရုရှားကဖိုရော့စ်အပါအဝင်ဒေတာရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုတွေကိုအလျင်အမြန်ပဲသိမ်းယူခဲ့ပါတယ်။2010ပြည့်လို့နှစ်တွေနဲ့ဒီနှောင်းပိုင်းမှာပေါ့နော်ဒီအပိုင်းဖြစ်စခန်းမှာတဖန်ပြန်ပြီးတော့မှအအနေရောင်ကားတွေတက်တော်ဆောင်တွေနဲ့အစိုးရရင်တွင်းတွေနဲ့ပြည့်နှက်လာပါတယ်။အားလုံးပဲမင်္ဂလာပါ။မြောင်းနော်လီရှာရင်းရှင်တွေကနေပြီးတော့မှပြန်လေးကြိုးဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ တတမလာ21ရက်နေ့နေ့လယ်7နာရီကြော်ကြော်လောက်မှာဘုံမူကြီးမိခါရဲ့တယောက်ဆီဗက်စတိုပင်မြို့လေးကလုံကြုံရဲ့အထက်ထက်ရှားထားတဲ့အဆောင်ဝင်တစ်ခုအပြင်ဘက်မှာရှိတဲ့တန်ဇက်ကဂါရီကိုဝင်လိုက်ပါတယ်။သူရဲ့ရင်မောင်းကတော့ဘေးကိုတော်ရမယ်ဆိုတာကိုကြိုသိပြီးသားပါ။ခရိုင်းမီးယားရဲ့ကျောက်ဆောင်ပေါ်များတဲ့ကန်ယိုဒန်တစ်ချောင်းမှာတိဆောက်ထားတဲ့အပန်းပြေစခန်းဖိုရော့အပန်းပြေရိတ်သားစီကိုမောင်းပေးရမှာပါ။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးမတိကြတာကအဲ့ဒီအချိန် လေးမှာပဲဒီယူကရိန်းမောင်းသူမေးလေယံတွေဟာလေထဲမှာရှိနေပြီးတော့အမြန်နှုံးနဲ့ပြန်တန်းနေကြပါတယ်။တမတ်ထားတဲ့ဥတီယာစီကိုပြန်နေကြတာပါ။အရှင်ကတော့တရွေ့ရွေ့ကုံတော့ပါတယ်။ဘုံမူကြီးမိခါရီကသူနာရီကိုကြီးလိုက်တော့ည9နာရီရှိနေပါပြီ။သူပင်ပန်းနေပြီးတော့မှစိတ်ညစ်နေပေမဲ့ဒီအစည်းအဝေးကိုတော့တက်ဖြစ်အောင်တက်ရမယ်ဆိုတာသူသိပါတယ်။ဖိုရော့ဆိုတာတာမန်ခန်းနာတဲ့အပန်းဖြစ်စကန်တကူမဟုတ်ပါဘူး။အဲ့ဒီနေရာကရုရှားစစ်ခေါင်းဆောင်တွေရှိုးဝဲတွဲဆုံပြီးတော့မှအရေးကြီးတဲ့စစ်ဆင်ရေးတွေကိုစီစဉ်နေနေရပါ။ ိုရော့စ်နဲ့အနီနာကဒီရတာကြားမှာရာရှာထိတ်တဲ့အရာရှိတွေမကြာခဏအုံပြူတဲ့အစိုးရပိုင်အင်ဂျီလေးလုံးရှိပါတယ်။အဲ့ဒီတွေကနှလုံးကိုတော့သမ္မတဗလာဒီမာပူတင်အတွက်တည်တန်းရှန်ထားတယ်လို့ပြောကြပါတယ်။ဆိုဗီယက်ခေတ်ကနေစပြီးတော့မှဆေးဘုံချုပ်တွေသစိုးတွေနဲ့ဒီနိုင်ငံရေးခေါင်းဆောင်တွေဟာဆိုရင်ဒီနေရာမှာရှိုးဝက်စကားပြောဖို့စူဝေးခဲ့ကြတာပါ။မီခေကောဘာရှော့တောင်မှ1990ခုနှစ်မှာအာနာသိမ့်ဖို့ကြိုးစားတော့ကဖိုရောမှာရှိတဲ့အပန်းဖြေအိမ်မှာအကျဉ်းချခံခဲ့ရပါတယ်။ အဲ့ဒီနေရာဟာရုရှားရဲ့ဖုံးကွယ်ထားတဲ့အာဏာဗဟိုချက်တွေတကတခုဖြစ်ပါတယ်။အဲ့ဒီညမှာတော့မိုးမူကြီးမိခါရီကပုံမှန်အစည်းအဝေးတခုပဲဖြစ်လိမ့်မယ်။တယ်ဖွင့်ဝင်နေတဲ့ရိခါပိုးဆောင်ရေးအကြောင်းပြောကြားလိမ့်မယ်လို့ထင်ထားပါတယ်။အဲ့ဒီမတိုင်ခင်ပြီးခဲ့တဲ့ရက်အနည်းငယ်ကနေစပြီးတော့ဖိုရော့ခမ်းမနဲ့အဓိကစားတောက်ဆိုင်တွေကိုတည်တဲ့အစီအစဉ်တခုရှိလို့ဆိုပြီးတော့မှအများပြည်သူဝင်ရောက်ခွင့်ကိုပိတ်ထားခဲ့ပါတယ်။ခန်းနာတဲ့အဆောင်အုံတွေကတခုအတွင်းမှာစေဘုတ်ချုပ်တွေနဲ့ထောက်လန့်ရေးအရာရှိတွေတော်တော်များများကစောင့်ဆိုင်နေကြပါတယ် သူတို့တွေကတချို့ဆိုရင် မော်စကိုကနေရှိုးဝက်ပြန်တန်းရောက်လာကြပါတယ်။သတင်းတွေကတော့အရင်အရေးကြီးတဲ့အေးဒစ်တူအဲ့ဒီကိုရောက်နေတယ်လို့ဆိုပါတယ်။ဒုတိယဝန်ကြီးတူတာမှမဟုတ်ထိတ်တန်းဗိုလ်ချုပ်ကြီးတူဖြစ်နိုင်ပါတယ်။လုံခြုံရေးကိုလည်းနေရာတိုင်းမှာတင်းကျပ်ထားပါတယ်။သူတို့တွေမသိတာကတော့သူတို့မစူးဝေးခင်မိနစ်90လောက်ကလေးကယူကရိန်းဒရုန်းတွေကတမန်ဥတီယာကိုပြန်တန်းနေကြပါပြီ။အချိန်ကတော့ညနေ9နာရီခွဲလောက်ဖြစ်ပါတယ်။ခရိုင်းမီးယားတလောကရေဒါဖန်သားပြင်တွေစတင်ပြီးတော့မှလင်းလာကြပါတယ်။ အမျိုးအမည်မတည်တဲ့မောင်းသူမေးလေရဲ့အစင်ဒါဇင်နဲ့ရှီဟာရုရှားရဲ့လေပိုင်နဲ့ထဲကိုဝင်ရောက်လာပြီးတော့ဖိုရော့ကနေဆိုရင်ကီလိုမီတာ180လောက်သာဝေးပါတော့တယ်။ယူကရိန်းထောက်လှမ်းရေးအဖွဲ့ SBU ကဒီရှိုးဝက်အစီအဝေးအကြောင်းကိုနောက်ဆုံးအချိန်လောက်မှတည်လိုက်ရတာပါ။ပြင်မှတ်တွေကဘေးအဆောက်အုံတော့မဟုတ်ဘေးအခန်းမှရှိတယ်ဆိုတာသူတို့အတိအကျမသိခဲ့ကြပါဘူး။ဒါပေမဲ့ဒါကသူတို့အတွက်အခွင့်အရေးဆိုတာကိုတော့သိခဲ့ပါတယ်။185ကီလိုမီတာလောက်အကော်မှရှိတဲ့တောင်ပိုင်းယူကရိန်းမောင်းသူမေးလေရဲ့ထိန်းချုပ်သူတွေဟာ က်ခိုက်ဖို့အတွက်အလင်းရဲ့အမြင်ပြင်ဆင်ခဲ့ကြပါပြီသူတို့ကပထမဆုံးအနေနဲ့တနာယီကိုကီလိုမီတာ100လောက်နှုံနဲ့ပြန်တန်းနိုင်တဲ့တန်ဖိုးနဲ့ FBB မောင်းသူမေးလေရင်နှစ်ဒါဇင်ကိုလွှတ်တင်ခဲ့ပါပြီသူတို့ရဲ့တခုတည်းသောအလုပ်ကတော့ရုရှားလေကြောင်းကောက်ွယ်ရေးတွေကိုရှုပ်ထွေးတော့အောင်လုပ်ဖို့ပါမိနစ်ပိုင်းအတွင်းမှာပဲရုရှားရေဒါတွေအရှက်ပြလာပါတယ်ပန်စီယာစနစ်တွေနဲ့ဒီမန်ပက်အဖွဲ့တွေဟာဆိုရင်ဟိုပြေးဒီပြင်းနဲ့စတင်ပစ်ခတ်ခဲ့ကြပါတယ်နိုင်ယူဝဲကြာပြီးတဲ့နောက်မှာဟန်ဆောင်ဒရုန်းအလုံးပြက်စီးတော့ပါတ ရုရှားပွေသားတွေကရန်သူတိုက်ခိုက်မှုကိုရက်တန်းလိုက်နိုင်ပြီလို့တွေးပြီးတော့မှအောင်ပွေခံခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မှားယွင်းတော်ခဲ့ကြတာပါ။ရုရှားတွေကဟန်ဆောင်ဒရုန်းတွေကိုပစ်ချနေတဲ့အချိန်မှာပိုမြန်ပြီးတော့မှပိုပြီးအန္တရာယ်ပေးနိုင်တဲ့ဒုတိယရှိုးဝဲမောင်းသူမေးလျံနိုင်က လမ်းမှာရှိနေပါပြီ။ဒီမောင်းသူမေးလျံတွေဟာတနအီကိုကီလိုမီတာ150လောက်နှုန်းနဲ့ခနေနေပြန်တန်းနေပြီးတော့မမြင်နိုင်အောင်ရှိုက်ဝန်းတွေနဲ့ပြန်ရိုးတဲ့တစ်ချက်ကိုကပ်ပြီးတော့မှပြန်တန်းနေကြပါတယ်။ပြန်တန်းမှုနှစ်နာရီနီးပါးကြာပြီးတဲ့နောက်မှာ ူတို့ဟာ80ကီလိုမီတာထဲနေတဲ့အကွာအဝေးကိုရောက်ခဲ့ပါပြီ။အဲ့ဒီနောက်သေးငယ်ပြီးတော့မှအလျင်အမြင်ရွေလျားနေတဲ့ drone တွေက Crimea အတွင်းပိုင်းတွေမှာရောက်လာနေပြီဆိုတာကိုရုရှားရဲ့အစင်အမြင်ဆုံးအစောပိုင်းသတိပေးစနစ်တွေတွေကတခုဖြစ်တဲ့ Nibo M Radar ကတည်တော့ပါတယ်။ Nibo M ကဒီ UHF VHF နဲ့ Elban လိုမျိုး Radar Line မျိုးစုံကိုအသုံးပြုထားတဲ့အတွက်ကိုပြောက်ပုံကျေးလေရန်ပြီးရင် Cruise ဒုံးကျည်တွေနဲ့ဒီအနှိမ့်ပြန်မောင်းသူမဲ့ drone တွေကိုပါထောက်လှမ်းနိုင်တာပါ။ ဒီစနစ်ကအလွန်တရာမှလည်းအစွန်းထက်ပါတယ်။ဒါပေမဲ့နေနေနောက်ကျပြီးမှပြီးရတဲ့အတွက်ကောက်ွေရေးသမားတွေမှာတုံးပြန်ဖို့အချိန်မိနစ်30ပဲရှိပါတော့တယ်။ operator တွေကကိုဟွက်ထားတဲ့ radio ကနေတိနေရာတွေကို or hey ပြောကြားခဲ့ကြပါတယ်။နေကြောင်းကောက်ွေရေးအဖွဲ့တွေဟာလည်းသူတို့ရဲ့ဒုံပြင်းစင်တွေကိုအမြန်လှင်းဝင်ပြီးတော့မှဝင်လာတဲ့မောင်းသူမေလီယံတွေကိုပစ်ခတ်ခဲ့ကြပါတယ်။ Nibo M ကိုတိုင်ကတော့ပစ်ခတ်လို့မရပါဘူး။သူကလမ်းကြောင်းကိုပဲ share campaign နိုင်ပါတယ်။ဒါပေမဲ့သူရဲ့ညွှန်ကြားမှုကြောင့် ရုရှားတွေဟာမောင်းတူမေးလင်ရဲ့ရှောက်စင်းတွေကတုံစင်းကိုပြစ်ချနိုင်ခဲ့ပါတယ်။တင်တဲ့35ကတော့ short ထွက်တော့ပြီးတော့ဖိုရော့အပန်းပြစ်စကန်စီကိုတည်တည်မမှန်ဥတီတော့ပါတယ်။ပျက်စီးသွားတဲ့မောင်းတူမေးလင်တစင်းဟာအဓိကအေးရိတ်တာကနေမီတာအနည်းငယ်အကောင်မှာရှိတဲ့တစ်ကီလို့နာမည်ရတဲ့ဒီအဆောင်ကြောင်းဟောင်းလေးကိုထိုးကြခဲ့ပြီးတော့အဲ့ဒီကြောင်ရဲ့စူဝေးခံမကိုဖျက်ဆီးလိုက်ပါတယ်။နောက်ထပ်ဒီမောင်းတူမေးလင်တစင်းကကြတော့လူစီယာနိုဟိုတယ်ကိုပြင်းပြင်းထန်ထန်ဝင်တိုက်ပြီးတော့မှမျက်နှာချက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။နောက်ဆုံးတစင်းကတော့ အဲ့ဒီအနီနာကတောအုပ်ထေကိုထိုးကြတော့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ပျက်စီးမှုတွေကဖြစ်ခဲ့ပြီးပါပြီ။ညာဘက်ဂျန်တဲ့အချိန်တစ်လျှောက်လုံးမှာရုရှားတပ်ဖွဲ့ဝင်တွေဟာအရေးပေါ်အခြေအနေနဲ့အသိပြင်ထားခဲ့ပါတယ်။ဗီလီယာရေဒါတပ်ဖွဲ့တွေဟာအဲ့ဒီ area ကိုအလင်းအမြင်ရောက်လာခဲ့ကြပါတယ်။ပြီးတော့အဲ့ဒီထိတ်တန့်အရာရှိတွေကတော့သူတို့အတွက်လုံခြုံတယ်လို့ထင်ထားတဲ့ဇင်ခံအပန်းဖြစ်စခန်းမှာထိုင်နေကြရင်းနဲ့ပဲရှေ့တဲ့စစ်မြေပြင်မှာတိုင်းနေရတဲ့ စစ်သားတွေဘလို့ခံစားရတယ်လဲဆိုတာကိုနေနေတော့သဘော ပေါက်တော့ကြတယ်ထင်ပါတယ်။သူတို့အတွက်တော့မမျှော်လင့်ထားတဲ့တိုက်ခိုက်မှုကိုတကယ်ခံစားလိုက်ရတာပါ။တိုက်ခိုက်မှုကြောင့်လူ3ဦးတေဆုံးပြီးတော့မှဆေးရှောက်ဥဒဏ်ရာရခဲ့တယ်လို့မော်စကိုကခန့်အပ်ထားတဲ့ခရိုင်းမီးယားခေါင်းဆောင်ဆာဂေးအက်စယူနော့ကဒီညတကောင်ကြောအရှင် Telegram မှာတင်ခဲ့ပါတယ်။ရုရှားနိုင်ငံပိုင်မီဒီယာတွေကဒါကိုယူကရိန်းရဲ့အကြမ်းဖက်တိုက်ခိုက်မှုလို့ဆက်ရှင်းတုံ့ပြန်ခဲ့ပါတယ်။ရုရှားကဝေယဉ်ဝင်ကြီးဌာနကတော့ယူကရိန်းမောင်းသူမေးလေယံတွေဟာ ဆေးရည်နဲ့မဆိုင်တဲ့အပန်းဖြေစခန်းကိုတိုက်ခိုက်ခဲ့တယ်လို့ပြောခဲ့ပြီးတော့မှအဲ့ဒီမှာဆေးရည်ပြည့်မတ်လုံးဝမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူတို့အမှန်တရားကိုမပြောခဲ့တာပါ။ဖိုရောဟာဆိုလို့ရှိရင်တာမင်အပန်းဖြေစခန်းတခုမဟုတ်ပါဘူး။အဲ့ဒါဟာဒီ2014ခုနှစ်ကတည်းကပေါ့နော်ဒီရာရှာအရာရှိတွေနဲ့စေခေါင်းဆောင်တွေအတွက်တိတ်တဆိတ်စစ်ဆင်ရေးကွက်ကေးရေးဗဟုဌာနရဲ့ဒီလုံခြုံတဲ့နေရာဖြစ်လာခဲ့ပါပြီ။လွယ်လွယ်တဲ့တည်င်းလိုင်းဒီ Crimean War နောက်မှာ အဲ့ဒီညာကအရေးကြီးတဲ့အစ်တီတွေအပန်းဖြေရိုက်တာမှာရှိနေခဲ့ကြရတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်ဒီတော့ပင်လေကန်းဆက်မှာအေးအေးချမ်းချမ်းစားတင်ခဲ့တဲ့ညနေခင်းတစ်ခုဟာပောက်ခွေမှု ထိတ်လန့်မှုတွေနဲ့အင်အားပြားတဲ့တည်င်းစကားတစ်ခုနဲ့အဆုံးသတ်ခဲ့ပါတယ်ခရိုင်းမီးယားမှာဘေးနေရာမှာမလုံခြုံတော်ဘူးဆိုတဲ့တည်င်းစကားကိုယူကရိန်းကပေးလိုက်နိုင်ပါတယ်စက်တင်ဘာလ21ရက်နေ့မနက်ပိုင်းမှာတော့မှဒီအပန်းဖြေစခန်းရဲ့ကိုပိုင်လူမှုကွန်ရက်စာမျက်နှာကသူတို့ရဲ့အဓိကစားသောက်ဆိုင်ကိုတီးတဲ့အစီအစဉ်တစ်ခုကြောင့် ပိတ်ထားတယ်ဆိုပြီးကြေညာခဲ့ပါတယ်။စစ်သားတွေကအေရီးယားကိုလုံခြုံရေးယူထားပြီးတော့နေရာတိုင်းမှာဒီလုံခြုံရေးစစ်ဆေးမှုတွေတင်းကျပ်နေတဲ့အတွက်အဲ့ဒီညဒီဖိုရော့စ်မှာအာဏာရှိတဲ့လူကြီးတွေတွေးဆနေကြရတယ်ဆိုတာထင်ရှားပါတယ်။အဲ့ဒီလူတွေကတော့အစင်းမြစ်စေးအရာရှိတွေထောင်းလဲရေးအကြီးအကဲတွေနဲ့နိုင်ငံရေးအတွင်းလူတွေဖြစ်ကြပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်မှာဒီရုရှားအရာရှိတွေဟာတည်င်းကိုထိန်းချုပ်ဖို့ခက်ခဲလာပါတော့တယ်။ယူကရိန်းကအနီးအနားကအရဲသားတွေပြီးနေတဲ့အဆောင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ဆွတ်ဆိတ်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီလိုပြောတာကဒီအကြကြီးမခံပါဘူး။သိမ့်မကြခင်မှာပဲအမှန်တရားတွေကစိမ့်ထွက်လာပါတယ်။မောင်သူမေးလင်ရဲ့အပြက်အစီထိမှန်တယ်ဆိုတဲ့ဒီအပြစ်မေးကြောင်းဆိုတာကတကယ်တမ်းမှကြောင်းမဟုတ်ပါဘူး။အဲ့ဒါဟာရာဆာနိုင်ငံပိုင်ဘန်တခုကပိုင်ဆိုင်တာဖြစ်ပြီးတော့အစိုးရသုံးဖို့အတွက်အရင်ကလေးကအချိန်ပေါင်းများစွာပြန်လေပြုပြင်အသုံးပြုခဲ့ပြီးသားနေရာဖြစ်ပါတယ်။ရုရှားဆိုရကတော့အဲ့ဒီနေရာဟာတာမန်ပြည်သူသုံးအပန်းဖြစ်စကန်တခုလိုညင်းပါတယ်။ဒါပေမဲ့ရုရှားရဲ့ဒီ အဓိကထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ဒီ FSB ပေါ့နော်ဒီ Federal Security Service ဟာပိုရောမှာအမည်ရှိနေပြီးဒီအပန်းပြေစခန်းတစ်ခုလုံးကိုစောင့်ကြက်စောင့်ကြည့်နေတယ်ဆိုတာကို Crimea မှာရှိတဲ့လူတိုင်းကသိပါတယ်ပိုရောဟာခီးသွောနေရာတစ်ခုတည်းမဟုတ်ပါဘူးရုရှားနိုင်ငံတော်နဲ့နည်းနည်းဆိုင်ဆိုင်ဆက်ဆက်နေပါတယ်2016ခုနှစ်တုန်းကဒါကိုဒီရုရှားအစိုးရပိုင်းရင်းနှီးကုမ္ပဏီကြီးဖြစ်တဲ့ Tarnap အပါအဝင်ကြီးမားတဲ့ဒီရုရှားကုမ္ပဏီတွေကနေရင်းပုံငွေယူပြီးတော့မှ Tatarstan သမဂ္ဂများအဖွဲ့ချုပ်ကားဝယ်ယူခဲ့တာပါ ဒါကြောင့်ဒီပင်လေကန်းဆက်အပန်းဖြစ်စခန်းဟာအထက်တန်းလော်တွေတွဲဆုံတဲ့နေရာဖြစ်လာတာအံ့ဩစရာမရှိပါဘူး1980ပြည်လုံးနှစ်တွင်နဲ့1990ပြည်လုံးနှစ်တွင်အစောပိုင်းမှာဖိုရောဟာဆိုလို့ရှိရင်ဆိုဗီယက်အထက်တန်းလော်တွေအတွက်တီးတန်းနိမ့်ပိုင်ပုံတစ်ခုအဖြစ်လူသိများခဲ့ပြီးတော့မှဇိမ်ခံအင်ဂျီတွေဥယျာဉ်တွေနဲ့အမခန်ပင်လေရှုခင်းတွေရောင်းကြကြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီငြိမ်းချမ်းမှုဟာ1990တခုနှစ်ဩဂုတ်လမှာပြည့်စည်ခဲ့ပါတယ်။ဆိုဗီယက်ကောင်းဆောင်မီခေကော်ဘာရှော့ဟာအနာယူဖို့သူ့ရဲ့အင်ဂျီစီကိုရောက်လာတဲ့အခါမှာ သူ့ကိုသူနိုင်ငံရေးမုံတိုင်းလေးမှာပိမိနေပြီဆိုတာသိလိုက်ရပါတယ်သူရဲ့ပြပြပြောင်းလေးရေးတွေဖြစ်တဲ့ဒီ Paris Striker နဲ့ဒီ Glasno ဟာလူအဖွဲ့အစည်းကိုပွင့်လင်းလာစေခဲ့ပေမဲ့စီးပွားရေးမတည်ငြိမ်မှုနဲ့နိုင်ငံရေးကွေပြားမှုတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်1990တခုနှစ်အလေပိုင်းလောက်မှာဒီအစွန်ရောက်ကွန်မြူနတီကသူ့ကိုတီးမခံနိုင်တော့ဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ကဆိုဗီယက်ပြည်ထောင်စုကိုအာဏာအောင်လုံလို့ဆိုပြီးတော့မှဒီဂေါ်ဘာရှော့ကိုအပြစ်တင်ခဲ့ကြပြီးဒီအချိန်မလွန်ခင်သူ့ကိုယာရုကနေဖေရှားပြစ်ဖို့ ြန်စီခဲ့ကြပါတယ်1990တခုနှစ်ဒီအော်ဂိုလာ၁ရက်နေ့မှာတော့ဂေါ်ဘာဆွာရဲ့ကဘာကြီးကတိတ်ဆိတ်တော့ပါတယ်ဖုံးတွေတုံလို့မရတော့ပဲဒီဆက်တွေ့ရေးတွေလည်းအဖြတ်ခံရပါတယ်သူကဖိုရောမှာရှိတဲ့သူ့ကိုယ်ပိုင်အင်ဂျီတွေမှာရုတ်တရက်အကျဉ်းသားဖြစ်တော့ခဲ့ပါတယ်အာနာသိန်းခေါင်းဆောင်တွေရဲ့တပ်ဖွဲ့တွေကဂေါ်ဘာဆွာရဲ့အဆောင်အုံကိုဝိုင်းရံထားပြီးတော့မှသူ့ကိုလုံးဝတယောက်တည်းဖြစ်အောင်လုပ်ခဲ့ကြပါတယ်ကျင်းစီသူတွေကနိုင်ငံပိုင်ရုံးမြင့်တန်ကြားမှာဂေါ်ဘာဆော့ကအုပ်ချုပ်ဖို့မတက်စွန်းတော့ဘူးလို့ကြေညာခဲ့ပြီးတော့မှာ ထိန်းချုပ်မှုကိုရယူဖို့အတွက်အရေးပေါ်အစီအစဉ်ကိုကြေညာခဲ့ပါတယ်။ဒါပေမဲ့သူတို့ကြံစီမှုဟာမှားတော့ခဲ့ပါတယ်။မော်စကိုမှာဘော်ရီယစ်ကလွှဲတော်အပြင်ဘက်ကတင်ကားတစည်းပေါ်ကိုတက်ပြီးတော့မှအာနာသိမ့်မှုကိုစမ်းကျင်ဖို့လူထုကိုတိုက်တွန်းခဲ့ပါတယ်။အဲဒီနောက်လူအုပ်ကြီးကဒီလမ်းတွေပေါ်မှာပြင်းထန်တော့ခဲ့ပါတယ်။၃ရက်အတွင်းမှာပဲအာနာသိမ့်ကြိုးပမ်းမှုကပြိုလဲတော့ပါတယ်။ဩဂုတ်လ20ရက်နေ့မှာတိစရှိတဲ့တပ်ဖွဲ့တွေဟာဖိုရော့စ်ကိုပြန်တန်းလာပြီးတော့မှဂေါ်ဘာရှော့ရဲ့ဆက်တွေ့ရေးတွေကိုပြန်လည်ရှိတ်ဆက်ပေးပါတယ်။ သူ့ကိုလည်းလွှမ်းမြောက်စေခဲ့ပါတယ်။ဒါပေမဲ့ပျက်စီးမှုတွေကဖြစ်ခဲ့ပြီးပါပြီ။လေလာအကြာမှာပဲဆိုဗီယက်ယူနီယံပြိုကွေ့တော့ပါတယ်။ပြိုကွေ့တော့ပြီးတဲ့နောက်မှာယူကရိန်းကခရိုင်းမီးယားကိုဆက်ခံခဲ့ပြီးတော့ခန်းနာတဲ့ပင်လယ်ကမ်းစပ်အင်အားတွေနဲ့အပန်းပြစ်စခန်းတွေကိုရလိုက်ပါတယ်။ဒါပေမဲ့ငွေကြေးလည်းမရှိစီမံခန့်ခွဲမဲ့သူလည်းမရှိတဲ့အပြင်အစိုးရရဲ့အကူအညီလည်းမရှိခဲ့ပါဘူး။ဒီလိုနဲ့အင်ဂျီတွေဟာတဖြည်းဖြည်းပျက်စီးယိုယွင်းလာပါတယ်။ဥယျာဉ်တွေဟာလည်းဒီပေါင်းပင်တွေနဲ့ရောထွေးကုန်ပါတယ်။ဂေါ်ဘာရှွာရဲ့ဒီ ဖိုရောအပန်းဖြေအိမ်တော်မှာမေးပြောက်ခံရတဲ့အကျွင်းအကျန်တစ်ခုဖြစ်တော့ခဲ့ပါတယ်1990ပြည်လုံးနှစ်တွေဟာယူကရိန်းအတွက်ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေလို့ပြောရမှာပါစစ်ရုံတွေပိတ်လိုက်ရတယ်ပြီးရင်ငွေကြေးဖောင်းဖောင်းမှုကစုဆောင်းငွေတွေကိုဖျက်ဆီးပစ်ပါတယ်လူတွေဟာလည်းအသက်ရှင်ဖို့အတွက်တော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်ဒါပေမဲ့1990ပြည်လုံးနှစ်တွေနှောင်းပိုင်းနဲ့2000ပြည်လုံးနှစ်တွေအစောပိုင်းမှာဒီတဖြည်းဖြည်းချင်းအချိန်တွေတိုးတက်လာခဲ့ပါတယ်ယူကရိန်းအုပ်ချုပ်မှုအောက်မှာတော့ဖိုရောဟာအထက်တန်းလော်တွေအတွက် ရှုဝဲပုံအောင်ရနေရအဖြစ်မဟုတ်ပဲလူတိုင်းဝင်ရောက်နိုင်တဲ့ပြည်သူအပန်းဖြစ်စခန်းတစ်ခုအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါတယ်။နှွေးတွေးတဲ့ရာသီဥတုနဲ့အသက်ရှူမှားလောက်အောင်လှပတဲ့ကံယိုရန်ကြောင့်ယူကရိန်းတွေရုရှားတွေနဲ့ဥရောပကလူတွေအတွက်အကြိုက်ဆုံးအားလဲရအပန်းဖြစ်စခန်းတစ်ခုဖြစ်လာခဲ့ပါတယ်။အားလုံးသိရတဲ့အတိုင်းရုရှားကခရိုင်းမီးယားကိုတရားမဝင်သိမ်းပိုက်လိုက်တဲ့အတွက်2014ခုနှစ်မှာအရာတွေကလည်းအားလုံးပြောင်းလဲသွားပါတယ်။ရုရှားကဖိုရော့စ်အပါအဝင်ဒေတာရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုတွေကိုအလျင်အမြန်ပဲသိမ်းယူခဲ့ပါတယ်။ 2010ပြည့်လို့နှစ်တွေနဲ့ဒီနှောင်းပိုင်းမှာပေါ့နော်ဒီအပိုင်းဖြစ်စခန်းမှာတဖန်ပြန်ပြီးတော့မှအနှဲရောင်ကားတွေတက်တော့ဆောင်တွေနဲ့အစိုးရရင်တွင်းနေနဲ့ပြည့်နှက်လာပါတယ်